မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ Microsoft Word software ထဲမှာစာတစ်ခါရိုက်ထားယူနေအမြဲတမ်းပြန်လည်ပြီးတော့မှအသုံးပြုလို့ရတဲ့ quick ပတ်အသုံးပြုတဲ့နည်းလမ်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာသင်ကြားပေးသွားမှာဖြစ်ပါတယ် ိုက Microsoft One နဲ့စာစီစာရိုက်တွေပြုလုပ်ကြတဲ့အချိန်မှာကိုအများတန်းရိုက်နေပေးရတဲ့စကလုံးလေးတွေရှိတယ်ဆိုရင်အဲ့ဒီစကလုံးလေးတွေကိုကျွန်တော်တို့ကွစ်ပတ်ထဲမှာစေထားလို့ဆိုရင်အများတန်းအပြန်လဲပြီးတော့မှ အသုံးချလို့ရပါတယ်ဒီတော့ဒါလေးတွေကိုကျွန်တော်တို့လက်တွေ့ပြပေးဖို့ရာအတွက် Microsoft Software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ် Microsoft Word ဆိုရယ်ပွင့်လာပြီဆိုရင်တော့ကျွန်တော်တို့ blank document ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ် လန်ဒေါကူမန့်ဆိုတဲ့အထဲကိုဝင်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာဒက်ဖော့အနေနဲ့စာရွက်လေးတစ်ရွက်ကျွန်တော်တို့ရရှိလာပါတယ်ဒီတော့လက်ရှိကျွန်တော်တို့ခေါ်ထားကြတဲ့စာရွက်က A4 စာရွက်လား legal စာရွက်တွေလားလက်တာစာရွက်လားဆိုတာကိုကျွန်တော်တို့မသိရသေးတဲ့အတွက်ကိုယ်အသုံးပြုမဲ့ကိုယ်စာစီစာရိုက်ပြုမဲ့စာရွက် site တွေကိုအရင်ဆုံးကျွန်တော်တို့ပြုပြင်ပြောင်းလဲပေးရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ Microsoft Word မှာစာရွက် site လေးတွေပြောင်းလဲခြင်းနဲ့ဆိုရင်တော့၄ရောက်ဆိုတဲ့တက်သေးကိုဝင်ပေးရမယ် site ဆိုတဲ့ tag ကိုကျွန်တော်တို့ဝင်ပြီးတော့ကိုယ်အသုံးပြုမဲ့စာရွက် site လေးကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒီမှာကရုံးပိုင်းဆိုင်ရာတွေအသုံးပြုနေကြဖြစ်တဲ့ A4 စာရွက်လေးပဲကျွန်တော်တို့ခေါ်လိုက်ပါမယ် orientation မှာတော့ကျွန်တော်တို့စာရွက်ကိုအထောင်လိုက်ပဲလိုချင်တာဖြစ်တဲ့အတွက် portrait ကိုရွေးပေးပါမယ်။ margin ကိုတော့ကျွန်တော်တို့ကိုယ်ကြိုက်နှစ်သက်တဲ့ margin လေးတွေကိုကျွန်တော်တို့ချိန်လို့ရတယ်။ တရားသင်ခန်းစာလေးမှာတော့ကျွန်တော်တို့ကကွစ်ပတ်အသုံးပြုတဲ့နီလန်းလေးဖြစ်တဲ့အတွက် Microsoft ထဲမှာကွစ်ပတ်ကိုအသုံးပြုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ insert တဲ့ကနေပြီးတော့ကွစ်ပတ်ဆိုတာကိုကျွန်တော်တို့သွားပေးရပါမယ်ဒီတော့ကျွန်တော်တို့ Microsoft ကနေပြီးတော့မှ insert တဲ့ထဲမှာရှိနေတဲ့ quick pass ဆိုတာလေးကိုကျွန်တော်တို့ကတစ်ချက်လောက်နှိပ်ပေးရမှာဖြစ်ပါတယ် ဒီရဲ့နေရာလေးပါအဲ့တော့ဒီရဲ့ကျွန်တော်တို့ quick pack ထဲမှာဆိုရင်ဒီဟာ auto tag ဆိုတာလေးပါတယ်ပြီးရင်တော့ document property ဆိုတာလေးကျွန်တော်တို့ပါပါတယ် fee ဆိုတာလေးပါတယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ ferry blog organizer ဆိုတာလေးကျွန်တော်တို့ပါပါတယ်ဒီတော့ဒါလေးတွေကျွန်တော်တို့အသုံးပြုပုံလေးတွေကိုရှင်းပြပေးသွားမှာဖြစ်တဲ့အတွက်အခုလောလောဆယ်ကျွန်တော်တို့ကိုအမြဲတမ်းရင်းနေချဖြစ်တဲ့ကျွန်တော်တို့စာလေးတွေကိုနမူနာအနေနဲ့ရိုက်လိုက်ပါမယ်ဒါပါတော့ကိုက size size လောက်တဲ့အချိန်မှာ အမည်တွေလိပ်စာတွေဖုန်းနံပါတ်တွေပေါ့နော်ဒါဒါမှမဟုတ်ကျွန်တော်တို့လက်မှတ်ထိုးတဲ့နေရာလေးတွေပေါ့ဒါလေးတွေကိုကိုကစာရေးတဲ့အခါမှာစာရွက်တိုင်းမှာကိုကခဏခဏရေးနေရတော့မဲ့အခါမှာတခါတည်းကျွန်တော်တို့က quick pad လေးထဲမှာတင်ထားခဲ့လို့ရပါတယ်နမူနာအနေနဲ့ကျွန်တော်ဒီမှာစာလေးရေးလိုက်မယ်အမည်ဆိုပြီးတော့ရေးလိုက်ပါမယ်တက်လေးခေါ်လိုက်မယ်ဟောပြီးရင်တော့ကျွန်တော်တို့ dotted line လေးတွေရေးလိုက်မယ်ပြီးရင်တော့ under လေးခေါက်ပါမယ်လိပ်စာဆိုပြီးတော့ရေးလိုက် တက်လေးခေါ်လိုက်ပါမယ်ဒေါက်တာလိုင်းလေးတွေကျွန်တော်တို့ကဒီမှာရေးပေးလိုက်အန်တာလေးခေါ်လိုက်ပါမယ်ပြီးရင်တော့နောက်ထပ်ကျွန်တော်တို့ဒီမှာဖုန်းဖုန်းနံပါတ်ဆိုပြီးတော့ရေးလိုက်ပါမယ်အခုဒီမှာကျွန်တော်တို့ကစာလေးတွေရိုက်ပြီးသွားပြီပေါ့နော်အဲ့တော့ဒီရဲ့စာတွေကိုကျွန်တော်တို့ကအမြဲတမ်းစာရွက်တိုင်းမှာစာမျက်နှာတိုင်းမှာခဏခဏကျွန်တော်တို့ကဒီရဲ့အမည်လိပ်စာ ဖုန်းနံပါတ်ဒါတွေကိုခဏခဏရေးပေးရတော့မယ့်အခါမျိုးမှာ ကိုကအများရန်ကြီးတစ်ခုချင်းလိုက်ပြီးတော့ရိုက်နေတယ်ဆိုရင်ကို့အတွက်အချိန်တွေရန်ကြာတယ်။ဒါကြောင့်ကျွန်တော်တို့ကတစ်ခါရိုက်ပြီးသွားပြီးဆိုတာနဲ့တပြိုင်တည်းကိုရေးထားတဲ့စာလေးတွေကိုဆက်လက်မှတ်ပြီးတော့ကွတ်ပတ်ဆိုတဲ့အထဲကိုဝင်မယ်။အောက်ဆုံးလေးမှာရှိနေတဲ့ Say selection to quick back glali ဆိုတာလေးကိုကျွန်တော်တို့ကကလစ်တစ်ချက်လောက်နှိပ်ပြီးတော့မှသိမ့်ခဲ့ပေးလို့ရပါတယ်။နှိမ့်ဆိုတဲ့နေရာလေးမှာတော့ကိုကြိုက်နှစ်သက်တဲ့နာမည်လေးကိုပေးခဲ့လို့ရပါတယ်။အခုဒီမှာတော့ကျွန်တော်ကနမူနာပြပေးတာဖြစ်တဲ့အတွက် နှိမ့်ဆိုပြီးတော့ပဲကျွန်တော်ရိုက်ခဲလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က okay လေးနှိပ်ပေးလိုက်ရုံပါပဲ okay လေးနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာအမည်လိပ်စာဖုန်းနံပါတ်ဒီရဲ့ရေးထားတဲ့စာတွေကိုကျွန်တော်တို့က bus pay နဲ့ကျွန်တော်တို့ဖြတ်ပြလိုက်လို့ရတယ်သူ့ကိုပြန်လဲပြီးတော့မှအသုံးချဖို့ရာအတွက်ကျွန်တော်တို့ခဏခဏရိုက်เสียရမလို့တော့ကွစ်ပတ်ထဲမှာတင်ထားခဲ့တာဖြစ်တဲ့အတွက်ကွစ်ပတ်ဆိုတဲ့ထဲကိုဝင်လိုက်တာနဲ့တပြိုင်နဲ့နှိမ့်ဆိုတဲ့နာမည်လေးနဲ့ ကျွန်တော်တို့တင်ထားခဲ့တဲ့စာလေးဟာဒီရဲ့နေရာလေးမှာရောက်ရှိနေမှာဖြစ်ပါတယ်။သူ့ကိုပြန်ပြီးတော့ရိုက်ဖို့ရာအတွက်ဟောကလင်လေးတစ်ချက်လောက်နှိပ်လိုက်ရုံပါပဲ။ဒါဆိုရင်ကျွန်တော်တို့ကစာရီကိုခဏခဏရိုက်เสียရမလို့တော့ဟုတ်။ကွက်ပတ်လေးထဲမှာတင်ခဲ့ပြီးတော့မှအလွယ်တကူပြန်လည်ပြီးတော့အသုံးချလို့ရပါတယ်။နောက်ထပ်ကျွန်တော်တို့စာလေးထပ်ပြီးတော့မှသိကြည့်လိုက်ပါဦးမယ်။ဒီတော့ကျွန်တော်တို့ကမြို့နံပါတ်တွေ၊လူနံပါတ်တွေပေါ့နော်။ဒါကိုကျွန်တော်တို့ကခဏခဏရိုက်မနေချင်တာဖြစ်တဲ့အတွက် ကိုရိုက်မဲ့စာလေးတွေကိုအရင်ဆုံးကျွန်တော်တို့ကပထမတစ်ခေါက်ရိုက်ထားလိုက်မယ်။ပြီးပြီးဆိုရင်တော့ဒီစာလေးကိုကျွန်တော်တို့ကဆက်လက်လေးမှတ်မယ်။ကွက်ပတ်ဆိုတဲ့တဲကိုဝင်မယ်။ Say selection to ကွက်ပတ်ကလာလီဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါမယ်။ဟော final man name လေးကိုတော့ကျွန်တော်တို့ကရန်ကုန်မြို့ဆိုပြီးတော့ပဲထားခဲ့လိုက်ပါမယ်။ပြီးပြီးဆိုရင်တော့ okay လေးနှိပ်ခဲ့လိုက်မယ်။ဒါဆိုရင်သူ့ကိုကျွန်တော်တို့ကဖြတ်လိုက်မယ်။ပြီးတော့ပြီးဆိုရင်တော့ကွက်ပတ်ထဲကိုဝင်ဟောဒီမှာကျွန်တော်တို့ရန်ကုန်မြို့ဆိုပြီးတော့ဝင်နေပါတယ်။ ကလေးလေးတစ်ချက်နှိပ်ပြီးတော့မှအလွယ်တကူကျွန်တော်တို့ follow ရတယ်။ဟောဒီစာရွက်ထဲမှာမှကျွန်တော်တို့ကရတာလားမဟုတ်ပါဘူး။နောက်ထပ်ကျွန်တော်တို့စာမျက်နှာအသစ်လေးတွေထပ်ပြီးတော့ခေါ်ပြီးတော့ရေးကြည့်လိုက်ပါမယ်။ control နဲ့ under နဲ့ကိုနှိပ်ပြီးတော့နောက်ထပ်စာမျက်နှာအသစ်လေးထပ်ပြီးတော့ခေါ်လိုက်ပါတယ်။ဒီရစာမျက်နှာလေးထဲမှာလည်းကျွန်တော်တို့အပေါ်ကစာတွေကျွန်တော်တို့ရေးရမှာဖြစ်တဲ့အတွက်ကွက်ပတ်ထဲကနေပြီးတော့မှဟောဒီမှာကျွန်တော်တို့အမည်လိပ်စာဖုန်းနံပါတ်အလွယ်တကူရေးလိုက်လို့ရတယ်ပြီးရင်ကွက်ပတ်ထဲကနေပြီးတော့ဟောရန်ကုန်မြို့စွာလေးကိုလည်း အလွယ်တကူကလစ်နှိပ်ပြီးတော့မှပေါ်လိုက်ရုံပါပဲတီနီလိုင်းကိုကျွန်တော်တို့ကအသုံးပြုတဲ့ချိန်အဖြစ်ကိုကစိုင်းစိုင်းတွေပြုတ်လို့တဲ့ချိန်မှာကိုအမြဲတမ်းအသုံးပြုနေရဖြစ်တဲ့စာလေးတွေရှိတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီအောက်လေးမှာဒါပါတော့ကျွန်တော်တို့ကဒီအောက်ချိန်နာလေးမှာဆိုရင် ဟောလက်မှတ်ထိုးဖို့ရာအတွက်ဒီစိုင်းထိုးဖို့ရာအတွက်ပေါ့နော်ကျွန်တော်တို့ရှိန်လေးတွေဆွဲထားခဲ့တယ်ပေါ့ဒါတွေကိုလည်းကျွန်တော်တို့တစ်ခါတည်းဒီကွစ်ဘတ်ထဲမှာထည့်ထားခဲ့လို့ရပါတယ်ဒါလေးလည်းကျွန်တော်တို့ဆက်ပြီးတော့ပြပေးမယ်တင်စားတက်ထဲကနေပြီးတော့ရှိန်လေးတစ်ခုလောက်ကျွန်တော်တို့ဆွဲလိုက်ပါမယ်ရှိတ်ကိုဖိပြီးတော့မှရှိတ်ကိုတက်တက်လေးထွက်အောင်ဆွဲလိုက်မယ်ပြီးရင်တော့အမဲအွန်လိုင်းလေးယူလိုက်မယ်ဟောကျွန်တော်တို့အွန်လိုင်းဆိုတဲ့အထဲကိုဝင်မယ်ဝိတ်ထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာနည်းနည်းလေးထူတာလေးယူလိုက်မယ်ပေါ့ ပြီးပြီဆိုရင်တော့ insert တက်ထဲကနင်းပြီးတော့ရှိတ်ထဲကိုဆက်ဝင်မယ်တက်ပေါက်လေးခေါ်ပြီးတော့မှကျွန်တော်တို့ဒီမှာလက်မှတ်ဆိုပြီးတော့မှစာလေးရေးလိုက်မယ်ပေါ့လက်မှတ်ဆိုပြီးတော့မှကျွန်တော်တို့စာလေးရေးလိုက်ပါတယ်ဒီရက်စာလေးနဲ့ကျွန်တော်တို့ရှိတ်နဲ့ကို shape format ထဲဝင်မယ် shape face ဆိုတဲ့ထဲဝင်ပြီးတော့ no face လေးထားခဲ့ပါမယ် ရှင်းရောက်လိုင်းဆိုတဲ့ထဲဝင်ပြီးတော့ new online လေးထားခဲ့မယ်။ဒီတော့ဒီစာလေးနဲ့ကျွန်တော်တို့ကအပေါ်မှာရှိနေတဲ့ DX ရှိနေကိုနှစ်ခုလုံးကျွန်တော်တို့ကဆက်လက်လေးပေးလိုက်ပါမယ်။ရှိကိုလက်ကဖေးကလက်တချက်နဲ့ဒါဆိုရင်ကျွန်တော်တို့ကအပေါ်မှာဆွဲထားခဲ့တဲ့ရှိရဲ့အောက်မှာရေးထားခဲ့တဲ့စာရဲကနှစ်ခုလုံးဆက်လက်ဝင်သွားပါတယ် ဒီလိုမျိုးလေးဝင်သွားပြီဆိုမှကျွန်တော်တို့က shape format ထဲကိုဝင်ပြီးတော့ဂရုထဲကနေပြီးတော့ဂရုစော်လေးလုပ်ပြီးတော့မှဂရုတစ်ခုတည်းအနေနဲ့ဖွဲ့ခဲ့လို့ရပါတယ်အခုလိုမျိုးလေးကျွန်တော်တို့ကဂရုဖွဲ့ပြီးသွားပြီဆိုရင်တော့ဒီရဲ့ကျွန်တော်တို့ကလက်မှတ်ထိုးဖို့ရအတွက် design လေးကိုအများတန်းပြန်လည်ပြီးတော့မှအသုံးပြုလို့ရအောင်ပွက်ပတ်လေးထဲမှာကျွန်တော်တို့ထည့်ထားခဲ့လိုက်ပါမယ် insert တက်ထဲကနေပြီးတော့ပွက်ပတ်ဆိုတဲ့ထဲကိုဝင်မယ် အဆုံးမှာရှိနေတဲ့ Say Selection to Quick Back ကလာလီဆိုတာလေးကိုနှိပ်ပေးလိုက်ပါမယ်။ Final name လေးကိုတော့ကျွန်တော်တို့ကပိုကြိုက်နေတတ်တဲ့နာမည်လေးပေးခဲ့လို့ရပါတယ်။ကျွန်တော်အခုဒီမှာ sign ဆိုပြီးတော့မှပေးခဲ့လိုက်မယ်။ Okay ဆိုတာလေးနှိပ်ခဲ့လိုက်မယ်။ဟောဒါလေးကိုကျွန်တော်တို့ကဖြတ်ပြက်လိုက်လို့ရပါပြီ။ပြီးသွားပြီဆိုရင်တော့သူ့ကိုကျွန်တော်တို့ကအသုံးပြုဖို့ရအတွက်ကိုသုံးမဲ့နေရာလေးမှာကာစာလေးချမယ်။ ကွက်ပတ်ထဲကနေပြီးတော့မှဒီမှာစိုင်းစွာလေးနေလိုက်ဟောဒီမှာသူ့လိုလိုကျွန်တော်တို့ပြန်လဲပြီးတော့မှရောက်ရှိလာတော့ကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်တယ်ဒီရက်ကွက်ပတ်မှာကျွန်တော်တို့ကဒီမှာပေးထားခဲ့တဲ့ဒီရက်နေရာလေးတွေမှာပြန်လဲပြီးတော့မှပြင်ကျင်တာပဲဖြစ်ဖြစ်ဒီနေရာမှာကျွန်တော်တို့ကိုတက်မှတ်ထားတာတွေကများနေလို့ဖြတ်ချင်တဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်တို့အောက်ဆုံးလေးမှာရှိနေတဲ့ Fading Block Organizer ဆိုတဲ့အထက်ကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ် DL Building Block Organizer ဆိုတဲ့နေရာလေးမှာတော့ Microsoft ကနေပြီးတော့မှ Ready တပါးလည်းပြုတ်လုပေးထားတဲ့အခုလိုမျိုး Quick ပတ်ပုံစံလေးတွေကျွန်တော်တို့အများကြီးပဲရှိပါတယ်ဒီထဲမှာဆိုရင်ကျွန်တော်တို့ Folder Header တက်တဲ့ပုံစံလေးတွေ ပေးနံပါတ်တက်တဲ့ပုံစံလေးတွေပေါ့ဒါတွေကတော့သူက Microsoft ဝါထဲမှာတခါတည်း ready လုပ်ပြီးသားဖြစ်တဲ့အတွက်ကိုသုံးကျင်နေဆိုရင်တော့ဒီရဲ့နေရာလေးကနေပြီးတော့အလွယ်လေးကိုကျွန်တော်တို့ယူပြီးတော့အသုံးပြုလွှဲလို့ရပါတယ်ကျွန်တော်တို့အစောနာကတတ်မှတ်ထားခဲ့တဲ့စာလေးတွေအားလုံးကလည်း ီရဲ့နေရာလေးမှာကျွန်တော်တို့ဝင်နေပါလိမ့်မယ်ဟောဒီမှာဆိုရင်ကျွန်တော်တို့ကရန်ကုန်မြို့ဆိုပြီးတော့မှသတ်မှတ်ခဲ့လိုက်တဲ့နာမည်လေးနဲ့ပေါ့ဒါကိုကိုကမလို့ကျွန်တော်ပါဘူးဖြတ်ပြလိုက်ခြင်းနဲ့ဆိုရင်တော့ဆက်လက်လေးပြထားပြီးတော့အောက်ဆုံးမှာရှိနေတဲ့ delete ဆိုတာလေးကျွန်တော်တို့နှိပ်ခဲ့လိုက်မယ်ရက်ဆိုတာလေးနှိပ်လိုက်တဲ့ဆိုရင်တော့ပြတ်သွားမှာဖြစ်ပါတယ် အော်ဒီရဲ့နေရာလေးမှာနောက်ထပ်ကျွန်တော်တို့ထပ်ပြီးတော့ပေးခဲ့ပါသေးတယ်။ sign ဆိုတဲ့နံပါတ်လေးနဲ့အဲ့တော့ကိုကဒီမှာစာတွေကရမ်းများနေလို့ရှာရတာခက်တယ်ဆိုရင် keyboard ကနေပြီးတော့မှကိုပေးတဲ့နံပါတ်လေးကိုအလွယ်တကူရိုက်ပြီးတော့မှရှာလိုက်လို့ရတယ်။ကျွန်တော်ဒီမှာ sign ဆိုပြီးတော့မှရေးခဲ့တာဖြစ်တဲ့အတွက်ရှာလိုက်တာနဲ့တပြိုင်တည်းအခုဒီမှာဆက်လက်လေးဝင်သွားပါတယ်။သူ့ကိုပြန်လှည့်ပြီးတော့မှနံပါတ်ပြင်ချင်တယ်ဆိုရင် active property ဆိုတဲ့နေရာကနေပြီးတော့ပြင်လို့ရတယ်။ဒါမှမဟုတ်သူ့ကိုအသုံးပြုခြင်းနဲ့ဆိုရင်တော့ insert ဆိုပြီးတော့မှနှိပ်ထည့်လိုက်လို့ရပါတယ်။ကျွန်တော်တို့ကဖြတ်ချင်တာဖြစ်တဲ့အတွက် delete ဆိုတာလေးနေမယ်။ yes ဆိုပြီးတော့လောက်ခက်လိုက်။နောက်ထပ် name လေးတစ်ခုပေးခဲ့တယ်။ကျွန်တော်တို့ name ဆိုတဲ့ name လေးနဲ့ဟောဒါဆိုရင်ကျွန်တော်တို့ကဒီမှာ name ဆိုတဲ့ name လေးကျွန်တော်တို့ရိုက်ရှာလိုက်ပါတယ်။ပြီးပြီဆိုရင်တော့သူ့ကိုကျွန်တော်တို့ဖြတ်မှာဖြစ်တဲ့အတွက် ဒလီလေးကိုနှိပ်ပြီးတော့မှ yes လောက်ခဲ့လိုက်ပါမယ်။ဒါဆိုကျွန်တော်တို့ကဒီရဲ့ quick bet သုံးတဲ့ပုံစံလေးကိုနားလည်လောက်ပြီလို့ထင်ပါတယ်။ဒီရဲ့ quick bet မှာကျွန်တော်တို့အားနည်းချက်လေးတခုတော့သွားပြီးတော့တွေ့ရပါတယ်။ဒါကဘာလဲဆိုရင်တော့အခုလက်ရှိကျွန်တော်တို့ Microsoft Software ထဲမှာစာရွက်တွေဖွင့်ပြီးတော့မှစာရိုက်နေတယ်။လက်ရှိပြုလုပ်နေတဲ့စာရွက်မှာတော့ကျွန်တော်တို့ကအဆင်ပြေပြီးတော့မှ ဒီရက်ကျွန်တော်တို့က Microsoft Software ကိုပိတ်ပြီးတော့မှပြန်ပြီးတော့ဖွင့်တဲ့အချိန်မှာဆိုရင်တော့ဒီရက်ကွက်ပတ်လေးတွေကအလုံးမလုံးနိုင်တော့တာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်။ဒီရက်သင်ခန်းစာလေးကလက်တွေ့အသုံးချတတ်မယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းအတွက်အရေးကြီးတဲ့စာတွေရှိတယ်ဆိုရင်တော့ခဏခဏရိုက်မနေရတော့ဘဲနဲ့ကိုယ့်အတွက်အလုပ်တွေများများဆက်ဆံပြီးသွားနိုင်မှာဖြစ်ပါတယ်။အားလုံးအတွက်လည်းအရန်အကျိုးရှိလောက်မယ်လို့ထင်ပါတယ်။ကိုကိုယ်တိုင်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။ အကယ်၍ကိုကိုယ်တိုင်လေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အကယ်၍ကိုကိုယ်တိုင်လေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ် Microsoft Software ထဲမှာကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ဘက်ကိုကောင်းကောင်းအသုံးချတတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ Dionny Dance ဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာ။ ဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကိုဘသူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ